ဟုတ်ကဲ့ဆရာဦးသန်းစွန်းနဲ့ခင်ဗျာပြီးခဲ့တဲ့ April လကုန်ပိုင်းပေါ့နော်အဲ့ဒီကနေပြီးအခုမေလာဇန်းထိပေါ့ဒီ FVNCC ပေါ့နော်သူတို့မဟာမိတ်ခုနှစ်ဖွဲ့ရှမ်းမြောက်ဒေသကဝါကဒီပန်ဆန်းမှာအစည်းအဝေးလုပ်တယ်လို့ကျွန်တော်တို့ကြားသိရပါတယ်အဲ့ဒီမှာ KIO KNA ကဒုက္ခထပေါ့နော်ဘူဂျိုကြီးဂန်ရှောင်ကိုတိုင်တက်တယ်လို့သိရတယ်သူတို့ကညင်ညာချက်တော့မထုတ်ဘူးဒါပေမဲ့သိရတဲ့လောက်ကတော့နေမြေကိစ္စတွေပါမယ်အခုလက်ရှိစည်ရေးနိုင်ငံရေးကိစ္စတွေပါမယ်နောက် KIA နဲ့ ဒီအနေနဲ့တည်တဲ့တွေ့တယ်ဆိုတဲ့ဟာမျိုးလဲကြားတယ်အပြင်ကပဲကြားတာပေါ့နော်ဆိုတော့အဲ့ဒီအခြေအနေပေါ်မှာဆရာအနေနဲ့သုံးသက်ချက်လေးအရင်သိလိုပါတယ်ဗျ APNCC စီဝေးကမလောက်တာကြာပါပြီနော် DNL နဲ့ KIA DNL နဲ့ SSA ရမြင့်ကြီးပိုင်ဆိုင်မှုတွေသိမ့်ပတ်ရရှိတဲ့နေမြေတွေအထက်ဆက်ဆက်လာတဲ့အပေါ်မှာဖြစ်လာတဲ့ပြိပခါတွေကတို့အောက်ခြေမှာညှိနှိုင်းဆွံ့ရုံနဲ့မပြီးတဲ့အခါကျတော့ APNCC ကို တက်လာရတဲ့အဆင့်ထိရောက်သွားတယ်။ဒါကြောင့်မို့ DNL နဲ့ KAI ကြားထဲမှာသီးသန့်တွေ့ဆုံပြောဆိုရမယ်ဆိုတဲ့အချက်လည်းဟာအခြေခံအားဖြင့်တော့ဖြစ်နိုင်ပါတယ်။ဟိုထူးခြားတာကတော့ KAI ရာလဲဒီလိုစစ်ဆန်ဆွေးနွေးတွေပွဲတွေမှာတက်လိရှိတဲ့ကမောတက်မလာပဲနဲ့ဓမ္မကျုပ်ဖြစ်တဲ့ဟောကမ်းဆောင်တက်လာတယ်ဆိုတော့အနေထားတော့နည်းနည်းတော့ထူကြပါတယ်အဲတော့ဘုကျုပ်ကမ်းဆောင်ဆိုတာကတော့ တခြားလုံစီရင်းနဲ့ပတ်သက်ပြီးတော့သူကအဓိကတာဝန်ယူခဲ့တဲ့အတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ဒါကြောင့်မို့သူတက်ရောက်လာတာဟာ KIA ဘက်ကဘာများပြောင်းလဲရှိမလဲဆိုတာစဉ်းစားစရာတွေတော့ရှိလာတယ်လို့ကျွန်တော်တို့မြင်ပါတယ်ခင်ဗျ။အစရာပြောသူလို့ပေါ့နေမြေကိစ္စပထမလဲခေါင်းဆောင်ချင်းတွေ့မယ်ဆိုတဲ့သတင်းတွေထွက်လာတဲ့နှစ်ပတ်လုံးကအခု FNCC မှာတွေ့ဆုံမယ်ဆိုတဲ့ဟာလဲဖြစ်ဖို့များတယ်ဆိုတော့ ဆရာဘလို့မျောလင့်လဲအခြေအနေတွေကောင်းနိုင်လားဟိုညှိနှိုင်းလို့အဆင်ပြေနိုင်လားဆရာရဲ့တွေ့ကြုံရဆိုရင်ဒီဖွဲ့တွေကြားမှာဘလို့မြင်လဲဆရာအော်အဲ့ဒီကိစ္စကတော့ကျွန်တော်ထင်တာကတော့ပြည်လည်နိုင်ပါတယ်နယ်မြေကိစ္စဆိုတာကအခုကကိုသိမ့်လို့ရတဲ့မြေကိုမြေလို့ဟိုပြောနေကြတဲ့အချိန်ဖြစ်တာကိုဒါမဲ့အဲ့ဒါတွေကတော့လက်နက်ကင်ပြိပခအဖြစ်ဆက်ပြီးတော့ကြီးထွားမသွားအောင်တော့ FPMCC ကထိမ့်မဲ့သဘောရှိပါတယ်အဲ့လို နယ်မြေကိစ္စစီးကိစ္စတွေဖြစ်တဲ့အတွက်လည်း KIA ဘက်ကနေပြီးတော့ဗိုလ်ချုပ်ကြီးကံဆောင်ကိုယ်တိုင်တက်ရောက်လာလာလဲဖြစ်နိုင်ပါတယ်။တခုကတော့နယ်မြေပိုင်ဆိုင်မှုတွေကြားထဲမှာဆက်ဆက်ရောထွေးလာတဲ့အတွက်ဒီလိုပြဿနာတွေဖြစ်လာတာသဘာဝကျပါတယ်။ဒါပေမဲ့အဲ့ဒါတွေကလက်နက်ကင်ပြိပကအဖြစ်ဖြစ်မသွားအောင်ထိန်းနိုင်တဲ့အခြေအနေလဲ FPNCC မှာရှိပါတယ်။သို့တော်လည်းပဲဒီကိစ္စတွေလောက်နေတော့ ျွန်တော် FBNCC တခုလုံးခေါ်တယ်လို့ကျွန်တော်ကတော့မယူဆပါဘူး။ဒီတဲ့တခြားလင်းနေတဲ့အကြောင်းအရာတွေရှိနေတယ်လို့လည်းကျွန်တော်တော့မှန်းဆကြည့်ပါလိမ့်မယ်။အဲ့တော့ခုလောလောဆယ်ဆိုရင်ဒါဟို MNDA ကဒီ last show ကပြန်ဆုပ်ပြီးသူ့ရဲ့ဟို view ကပုံစံတစ်မျိုးအစ်စ်ဖြစ်သွားတာပေါ့နော်။အဲ့တော့ FNCC ခုနှစ်ဖွဲ့လုံးကြားမှာပေါ့စီရေးနိုင်ငံရေးစဉ်းစားချက်တွေကဘယ်လိုမျိုးဆုံးဖြတ်နိုင်လဲဘယ်လိုအမြင်ရှိနိုင်လဲ ကျွန်တော်အမြင်ရတော့နော်ဒီဆွေးနွေးပွဲမှာ DNL နဲ့စစ်ကောင်စီကြားတဲ့ဆွေးနွေးပွဲပြတ်သွားတဲ့ကိစ္စလည်းမဟုတ်ချပါလိမ့်မယ်လို့တော့ကျွန်တော်ယူဆပါတယ်အဲတော့ဒီလိုပြတ်သွားတဲ့အကြောင်းကလည်းစစ်ကောင်စီကသိမ့်ထားတဲ့မြို့ငါးမြို့တောင်းဆိုတဲ့အတွေ့ပြတ်သွားတာပါအဲတော့အဲ့လိုပြတ်သွားတဲ့အကြောင်းကဘိုးကုတ်ဘိုးမိတ်လိုနေရာမျိုးဆိုလို့ရှိရင်ဒါကတရုတ်ကဖြစ်ချင်တဲ့မူဆေမန္တလေး ကုံသွဲရေးလမ်းကြောင်းကိုရှင်းလင်းရေးနဲ့ဘာမှမဆိုင်တဲ့အတော်လေးကိုအလွန်ကျူးเนาะကျွန်တော်တောင်းဆိုတဲ့ကိစ္စဖြစ်နေလို့ဒီဆွေးနွေးပွဲပြတ်သွားတယ်လို့ယူဆရပါတယ်။ဒါပေမဲ့တရုတ်ကတော့သူ့ရဲ့မူလဥတီချက်ဖြစ်တဲ့မူဆယ်မန်းလေးကွန်စီစစ်လမ်းကြောင်းဆက်ပြီးတော့ပုံဖော်နိုင်ရေးအတွက်တော့မလွဲမသွေထပ်ပြီးတော့ဒီစီဝေးကိုကျင်းပလိမ့်မယ်เนาะကျွန်တော်တို့ TNL လေးကိုလည်းအနည်းဆုံး လာရှိုးလူပဲကြောင်မဲတီဘောကနေသုတ်ခွာပြီးဖို့တော့ဖီအားပြီးပြောဆိုလိမ့်မယ်လို့ထင်ပါတယ်။ဟုတ်ကဲ့အဲ့ဒီနေရာမှာဟိုဆိုလိုချင်တာ FVN စီစီမှာအဓိကခေါင်းဆောင်ဝါပေါ့နော်အင်အားလည်းကြီးတယ်တရုတ်နဲ့လည်းအရန်နှီးဆက်တယ်ခုလိုအခြေအနေမျိုးဖြစ်လာရင်ဒီလိုမျိုးတရုတ်နဲ့နှီးဆက်တဲ့အဓိကဝါဘယ်လိုမျိုးကြားဝင်ပြီးဟိုဆောင်ရွက်ပေးနိုင်လဲဒါမှမဟုတ်တရုတ်ပြောတဲ့အတိုင်းပဲသူကသူတို့လည်းလိုက်နာမဲ့နေထားလားအော်ဝါကနေပြီးတော့ကျွန်တော်တို့ကြားဝင်နေဆိုတာက တေယုတ်သဘောထားကိုသက်ဆိုင်ရာ TNL တို့ပါလို့အနေနဲ့တေယုတ်သဘောထားကိုဘွားကပြောပြပြီးတော့ဖြစ်တင်ဖြစ်ရတဲ့ကိစ္စတော့နော်ပြောပါလိမ့်ဒါပေမဲ့ခုနကျွန်တော်ပြောတဲ့မိုးကုတ်မိုးမိလို့ကိစ္စမျိုးကတော့ဒီဝါဖွဲ့ရတဲ့လက်ခံမှာမဟုတ်ပါဘူးဒါကြောင့်မို့ကျွန်တော်တို့ကြောင်မဲတီဘောဟာလာရှိုးရဲ့ကံကြမ္မာမျိုးဖြစ်လာနိုင်ပြီသို့တော်ရှစ်ကောင်စီဘက်ကမြုံငါးမြို့မရမနေဆက်ပြီးတောင်းဆိုလို့ဒါနဲ့တော့ တော်တို့ဒီ TNL တာအလုံးနမ်ဆန်တဝိုက်မှာစူးစိပြီးဖို့ဆိုတဲ့ကိစ္စတော့ဖြစ်ကုန်ဖြစ်နေပါဘူး။အဲဒီကိစ္စကိုဆက်ထပ်ပြီးပြောလာလို့ချင်းလေစီဝေးပြည့်ယုံဝင်ရှိမယ်လို့ကျွန်တော်တို့ယူဆပါလိမ့်မယ်။ဘဝကလည်းပြုတ်ရဲ့သဘောထားကိုသူ့အနေနဲ့ကိုစားပြုပြီးတော့ပြောဖို့တာဝန်ရှိပြီမယ်။သက်ဆိုင်ရာအကွယ်ရှိကအထူးသဖြင့် TNL ကနေပြီးတော့လက်မခံနိုင်တဲ့အတိုင်းအတာတွေဒီအလျှော့ပေးလိုက်ရောဖို့အတွက်ဘဝကတော့ပြားပေးစရာမရှိပါဘူး။ အဲ့ဒီဖိအားပေးမှုတရုတ်စီကပဲလာစရာရှိမယ်လို့ထင်ပါတယ်ခင်ဟုတ်ကဲ့ဒါတရုတ်နဲ့ပတ်သက်တဲ့ဆွေးနွေးချက်ပေါ့နော်အခုဒါ FNCC ထဲမှာဒီစစ်ကောင်စီနဲ့ပတ်သက်ပြီးလက်တလောရှမ်းမြောက်ဒေသရဲ့စစ်ရေးနိုင်ငံရေးပေါ့နော်လက်တလောဆို MND ကလာရှုကပြန်ပြီးတော့စုတ်ထားတဲ့အနေထားပေါ့ဒီလိုစစ်ရေးနိုင်ငံရေးအခြေအနေပေါ်မှာရောဘလို့ကိစ္စမျိုးတွေကိုသူတို့အရေးတကြီးဆွေးနွေးနိုင်စရာအလားအလာရှိလဲဆရာ FNCC ကလည်းပဲအခုလိုစုံညီတွဲဆောင်ပွဲဆိုတာမရှိတော့ဘူး အခုကထပ်ပြီးတော့ဖြစ်လာနိုင်တဲ့အနေအထားတစ်ခုကတော့ဘာလဲဆိုတော့ KIA ကို PNL နဲ့ဆွံ့ရပြီးတယ်ဆိုလို့ရှိရင် KIA ကိုကိုခိုင်နံပါတ်ကာကနေပြီးတော့ဆုတ်ပေးဖို့လေသူက set ပြီးဆွံ့မယ်သဘောရှိပါတယ်အဲ့တော့အဲ့ဒီကိစ္စအတွက် KIA နဲ့ဘယ်လိုသဘောထားမယ်ဆိုတာအဲ့ဒီအစီအဝေးမှာလဲကျွန်တော်ဆွံ့ပြောဆိုတာရှစ်လာရှိလာနိုင်ပါတယ်အဲ့တော့တရုတ်ကတော့ဘာပဲဖြစ်ဖြစ် ဘူရှေမိုင်းလန်ယောင်းဒီဘွေလန်ယောင်းကိုသွေးလန်ယောင်းပြန်ဖွင့်နိုင်ရေးအတွက်ကတော့သူကတော့ဆက်ပြားပြီးမှဖြစ်တဲ့အတွက်နောက်တစ်ဆင့်က KIA နဲ့ဖြစ်လိမ့်မယ် KIA နဲ့ဆွေးနွေးလိမ့်မယ် KIA ကအဲ့ဒါနဲ့ပတ်သက်လို့ဘယ်လိုသဘောထားမယ်ဆိုတာ FPNCC စီဝေးမှာတော့ပြောကြလိမ့်မယ်တော့ကျွန်တော်ယူဆပါတယ်ခင်ဒီခုနှစ်ဖွဲ့လုံးအနေနဲ့ပေါ့နော်မဟာမိတ်အစုအဖွဲ့လိုက်စစ်ကောင်စီကိုတုံ့ပြန်ဆက်ဆံတာမျိုးရော အနာဂတ်မှာမြင်တွေ့ရလာနိုင်လားတခုရှိတာက FBNCC အစည်းအဝေးကိုနောက်ဆုံးလုပ်ခဲ့တာ2022ခုနှစ်တုန်းကလုပ်ခဲ့တာ2022ခုနှစ်တုန်းကလုပ်ခဲ့တာရဲ့အဓိပ္ပာယ်ကတော့ကျွန်တော်တို့နောက်ဆက်တွဲဖြစ်ခဲ့တဲ့ပြဿနာတွေအရာကြည့်လို့ရှင်တရုတ်ကနေပြီးတော့ကြားဖြန့်လုပ်ငန်းတွေနှိမ်နှင်းမှုအတွေ့ညီနောင်၃ဘွဲ့နဲ့ရွှင်ရွှင်ညီနိုင်ပြီးတော့အဲ့ဒီမှာရှမ်းမြောက်ဒေသတစ်တုံညာနှစ်ခုစီမံကိန်းစီးလှုပ်ရှားမှု စပြီးတော့ဖြစ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီဒီကျင်း FBNCC ဟာ2025ခုနှစ်မှာအဖွဲ့အားလုံးစုံစုံညီညီတွဲဆုံပြီးတဲ့နောက်မှာ FBNCC အဖွဲ့အနေနဲ့နောက်ထပ်တစ်တုံညာနှစ်ခွန်စီရေးလှုပ်ရှားမှုမျိုးနော်ပေါ်လာနိုင်သလားဆိုတာလဲစဉ်းစားမှုတွေရှိကြပါဒါပေမဲ့အဲ့ဒီစဉ်းစားမှုတွေကလက်ရှိအချိန်ကြီးရတော့ဖြစ်နိုင်ချေနေတယ်လို့ကျွန်တော်တို့ယူဆပါတယ်။သို့တော်ညာလဲ အပြပြောဖို့တော့ခက်ပါတယ်။ဘာကြောင့်လဲဆိုတော့တရုတ်ကတော့သူ့ရဲ့စီးပွားရေးဆိုင်ရာအကျိုးမြတ်တွေအတွက်သူကဒီနေ့အဓိကပြားပေးနေတာဖြစ်တဲ့အတွက်ခုနကလို့တစ်သုံးညာနှစ်ခေါ်စီမံငင်းကြီးလို့စေးလှူရှာမှုပြည်တွင်းမှာပေါ်ပေါက်လာဖို့ဆိုတာအလားလာတော့နေပါတယ်။ဒါပေမဲ့အဲ့လိုအခြေအနေတွေများဖြစ်လာမလားလို့မျှော်လင့်တာတွေလည်းရှိပါတယ်။ဘာကြောင့်လဲဆိုတော့ပြည်တွင်းမှာကဟို NGO ဒိုင်းသားလက်နဲ့ကင်ဖွဲ့တယ်ရောပေါင်းစည်းဖို့အတွက်ကြိုးပမ်းနေတယ်လမ်းကြောင်းတွေတော်တော်လေးပေါ်လာနေတဲ့အချိန်ကြီးဖြစ်ပါအဲ့ဒီအချိန်ဒီမှာကျွန်တော်တို့ FBMCC ကနေပြီးတော့ဒုတိယတစ်တုံညာနှစ်ခွန်စီမံငိမ်းလို့စီမံငိမ်းမျိုးသာထပ်ပေါ်လာမယ်ဆိုရင်တော့လူဦးတော်လန်ကြီးရဲ့အနေထားကတစ်ချိုးကြောင်းလဲသွားမယ်အနေထားရှိတယ်လို့ယူဆကြရှိပါတယ်ဖြစ်နိုင်ကြည်နေပေမဲ့ပြည်သူတွေကတော့ ညွန်လင့်နေတယ်လို့ကျွန်တော်ကပြောပြချင်တဲ့သဘောပါအဲ့ဒီအရဲစန့်ကျင်ဘက်ပေါ့နော်ဒီခုနှစ်ဖွဲ့လုံးကစုပြီးစစ်ကောင်စီနဲ့အပေးယူလောက်တာမျိုးရောအခုဆို TNL ကနေမီတွေရတာပြီဒီနေမီတွေလာမထိဖို့စသည်ဖြင့်အပါဝင်ပေါ့စစ်ကောင်စီနဲ့အပေးယူကိုဘကအတာနဲ့လောက်တာမျိုးရောဖြစ်လာနိုင်ကြည်ဘယ်လောက်ရှိမလဲအဲ့လိုအခြေအနေကတော့ဖြစ်နိုင်ကြည်အ ਨੇ ဆုံးကိစ္စဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်ဖြစ်နိုင်ကြည်အ ਨੇ ဆုံးဖြစ်တယ်ဆိုတာကနော်အခု ညီနောင်သုံးပေါ်ကတိမ့်ပိုက်ရယူထားတဲ့အနေထားတွေဟာရှမ်းမြောက်မှာတွေမကဘူးเนาะမြမပြည်နှံ့မှာဖြစ်နေတဲ့အနေထားတွေရှိပါတယ်အဲ့ဒီအနေထားတွေကနေပြီးတော့ညီနောင်သုံးပေါ်တွေကအခု MNDAA နဲ့ DNL တို့ရင်ဆိုင်ရတယ်ဆိုတာလေတိ့ရဲ့ဖိအားကြောင့်မလွဲမရှောင်သာစွာသူတို့အနေနဲ့လက်ရောရတဲ့သဘောဖြစ်ပါတယ်နောက်တစ်ခုကဒီမူဆယ်မန်လီစီဝေးလမ်းကြောင်းကြီးလင်းပွင့်သွားရုံနဲ့ တို့အကျိုးစီးပွားတွေကိုလည်းဖြစ်စည်းနိုင်စရာအကြောင်းသိပြီးတော့မရှိပါဘူး။နောက်ပြီးတော့စစ်ကောင်စီပေါ်မှာယုံကြည်မှုကလည်းဒီညင်အောင်သုံးဘွဲ့မှာမရှိပါဘူး။အခုကမလွဲမရှောင်သာလို့သာစီဝေးတက်နေကြ။တရုတ်ကနေပြီးတော့ကျွန်တော်တို့ဂျိန်ဆက်ကြရိုက်လို့သာတို့ကလာတက်နေကြတာဖြစ်တဲ့အတွက်ခုနကလို့စစ်ကောင်စီကိုလိုက်လျောမှုတွေလုပ်ပြီးတော့ຫນွေဦးတော်လန်ရဲ့အခြေအနေပြောင်းလဲသွားနိုင်လောက်အောင် ရှစ်ကောင်စီနဲ့အပေးယူမြင်အောင်သုံးပေါ်မှာလှုပ်ရှားတိတ်အကြောင်းရှိပါရှစ်ကောင်စီရဲ့စီအင်အားနဲ့စီအနေထားတိုက်ပွဲတွေတိုက်တိုင်းရှုံးဖြစ်နေတဲ့ဒီစစ်တပ်နဲ့အပေးယူလုပ်ဖို့ဆိုတာတော့ဒီမြင်အောင်သုံးပေါ်မှာလည်းသဘောထားရှိမယ်လို့ထင်ဘူး FPMCC တစ်ခွက်လုံးနေနေရလေအဲ့ဒါလို့လုံးမှာမဟုတ်သူတို့အနေနဲ့ new dollar ရင်းမှာပါဝင်ခွင့်မရှိသည့်တိုင်အောင်ဖြစ်နိုင်တဲ့နည်းနဲ့ကတော့ ဆက်လက်ပြီးအကူအညီပေးသွားမယ်အခြေခံသဘောထားမျိုးတွေညီညီအောင်သုံးပုံမှာလည်းရှိတယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ခင်ဟုတ်ကဲ့ဆရာအဲ့တော့ FNCC ကိုပြောရင်ကျွန်တော်တို့ကရှမ်းမြောက်လို့ဟိုပြောတာပေါ့နော်တကယ်တမ်းကျတော့ A လဲပါနေတော့ A ကတော့ရခိုင်မှာသူတို့ရဲ့နယ်မြေပိုင်ဆိုးမှုတွေအခု14မြို့လောက်ကို ထိန်းချုပ်ထားနိုင်ပြီပေါ့နော်3မြို့နယ်လောက်ပဲကျန်တော့တယ်အဲ့တော့ FVNCC အနေနဲ့တပောင်းစုအနေနဲ့ဒီရခိုင်အရေးအတွက်ပေါ့နော်ရခိုင် A အနေနဲ့ဒီထိန်းချုပ်ထားတဲ့နေမြေမှာဥပမာအနေဆုံးအဆင့်ပေါ့နော်ဝလို့လို့မိုင်းလာလို့လို့ A အတွက်ကိုခိုင်ခိုင်မာမာ ဖြစ်သွားအောင်ပြည်နယ်တစ်ခုလုံးအတွက်ကိုဟို FVNCC အနေနဲ့ A ဘက်ကနေဘာတွေများလှုပ်ပေးနိုင်မယ်ထင်လဲဆရာ FVNCC အနေနဲ့ပြောရလို့ရှင်အဲ့လောက်အချိန်ကြီးထိပါဝင်လာနိုင်ကြတိတ်ပြီးတော့အကြောင်းရှိချင်ပါတယ်တရုတ်ကလုတ်ခိုင်းတောင်မှာ သူကလုံးဝမဟုတ်ပါဘူးအခုတကယ်ကအခုချိန်မှာဘယ်ပေါင်းစုံနိုင်ငံရေးစီးပွားရေးတန်တမာရေးစီးဘယ်ပေါင်းစုံကြဆုံနေတယ်စီစီဆိုးရဘူးကက်တင်ကြီးဆိုတဲ့စိတ်ကူးကတယုံမှာပဲရှိတာမမပြည်တွဲမှာလက်တွေ့တိုက်ပွဲဝင်နေတဲ့အင်အားစုဘယ်အင်အားစုမှမှအဲ့ဒီသဘောထားရှိမယ်လို့မထင်ပါဘူးဒါကြောင့် FBNCC ကမမပြည်အနောက်ပိုင်းမှာရှိနေတဲ့လှုပ်ရှားမှုတွေနဲ့ပါဝင်ပတ်သက်လိမ့်မယ်လို့ကျွန်တော်တို့မြူဆပါတယ် တို့ပတ်သက်လို့ရှင်ရှမ်းမြောင်နယ်ဘူဆယ်ကုံတွဲရေးလမ်းကြောင်းပဲအဓိကဖြစ်ဖို့များတယ်လို့ကျွန်တော်တို့သုံးသပ်ပါဟုတ်ကဲ့ဆရာအဲ့တော့ FPNCC က2022တည်းကအခုလိုတွစ်ဆုံမှုမရှိဘူးဒါပြန်ပြီးတွစ်ဆုံပြီနောက်လာမယ့်ဩဂတ်လမှာလည်းဟို TNL နဲ့ဒီစစ်ကောင်စီနဲ့ကုမင်းမှာဆက်တွေ့ဖို့ရှိတယ်။ KIA နဲ့လည်းတွေ့ဖို့ဆိုတဲ့သတင်းတွေကြားတယ်။ MND ကလည်းဟိုလာရှုံရဲ့နောက်ဆုတ်ထားတယ်။ဒီအချင်းတွေတစ်ခုလုံးပေါ့နော်။သုံးသပ်မယ်ဆိုရင်ဒီရှမ်းမြောက်ဒေသမှာအခု လာမဲ့လာပိုင်းတွင်းပေါ့နော်ဟိုအရွက်တစ်ခုအပြောင်းလဲတစ်ခုဘာများထူးထူးခြားခြားဖြစ်လာနိုင်မလဲဆရာနောက်ဆုံးအနေနဲ့သုံးသပ်ပေးပါဗျအဲ့ဒါကကုဝင်လင်းလင်းပြောလို့ရှင်တော့ຫນွေဥတော်လာရင်းနဲ့မပတ်သက်တဲ့တို့ရဲ့အကျိုးစီးပွားပေါ်မှာအဓိကခြေခြေခံတဲ့ကျွန်တော်တို့မူဆယ်မန်းလေးကုံသွေးလမ်းကြောင်းကြီးကတော့ပွင့်သွားနိုင်တဲ့အခြေအနေရှိပါဒါပေမဲ့အဲ့ဒါကြောင့်ຫນွေဥတော်လာရင်းနဲ့ပတ်သက်တဲ့အင်အားစုတွေဖွဲ့စည်းတွေရဲ့ တော်လန်ရေးလှုပ်ရှားမှုတွေကတော့ရော့ကြသွားနိုင်ရှာအကြောင်းမရှိပါဘူး။သုံးတရားစိတ်ဓာတ်ရည်ရရအာနေထိခိုက်မှုရှိနိုင်ပါတယ်။ဒါပေမဲ့စိတ်ကောင်းစီရဲ့ပျို့လူတဲတဲဖြစ်နေတဲ့စီရေးအခြေအနေကိုတော့အနိုင်တိုက်ဖို့အတွက်ຫນွေဦးတော်လန်ရေးအင်အားစုတွေကလည်းရတဲ့အနေနဲ့ဆက်ပြီးတော့ကြိုးစားပါတရုတ်ကလည်းအဲ့ဒီတည်းကြော်ပြီးတော့အေအေရဲ့လှုပ်ရှားမှုတွေအတိเนาะကန့်တတ်လာနိုင်တဲ့ ဆက်ဆံရေးအခြေအနေတည်နော်မရောက်နိုင်အဲ့ဒီအခြေအနေကိုရောက်ဖို့အတွက် APNCC လည်းဘာမှမတတ်နိုင်တတ်နိုင်လဲသူတို့ကတတ်နိုင်တော့တော့လက်ရှောင်နေကြမှာပဲလို့ကျွန်တော်ယုံကြည်တဲ့အကြောင်းပြောပြရမယ်ဟုတ်ကဲ့ဆရာဦးသိန်းစိုးနဲ့ကျေးဇူးအများကြီးတင်ပါတယ်အခု FNCC ဆွေးနွေးပွဲလောက်တာနဲ့ပတ်သက်ပြီးတော့အသေးစိတ်ပေါ့နော်အမြင်ကိုတုံးသက်ပေးတာကျေးဇူးထူးတင်ပါတယ်ဗျာ